ခွန်လာပိုင်းတလာလုံးငွေဝင်ချမ်းစီပြီးတော့ကံကောင်းစီမဲ့အစွမ်းထက်ရည်ရည်လေးတခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်။ဆရာအခုဆိုရင်ခွန်လာပိုင်းကို ရောက်ရှိလို့လာပါပြီ။အခုရောက်နေတဲ့ခွန်လာပိုင်းမှာငွေဝင်ချမ်းခြင်းနဲ့ငွေဝင်ခြင်းနဲ့အယောင်းဝယ်တွေကောင်းခြင်းနဲ့စီဝါရေးတွေတိုးတက်အောင်မြင်ခြင်းနဲ့အလုတ်ကင်တွေအဆင်ပြေခြင်းနဲ့ထီတွေချဲတွေပေါက်ခြင်းနဲ့ဝေးချင်းအခက်ခဲတွေပြေလည်ခြင်းနဲ့အကျွေးတွေကြည်ခြင်းနဲ့အကျွေးတွေပြန်ရခြင်းနဲ့ ငွေရေးကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်တိုးတက်ခြင်းနဲ့ဆိုရင်ဆရာအခုပြောပြသွားမယ်ခွန်လာပိုင်းတလလုံးငွေဝင်ချမ်းစီပြီးတော့ကံကောင်းစီမဲ့ရရားကိုယုံယုံကြည်ကြည်နဲ့သာလုပ်ပါကုသိုလ်စိတ်တွေတရားစိတ်တွေထားပြီးတော့မှလုပ်ပါဆရာအခုပြောပြသွားမဲ့ရရားကိုပြုလုပ်ပြီးပြီဆိုတာနဲ့ခွန်လာပိုင်းတလလုံးငွေဝင်ချမ်းစီရမယ်ငွေဝင်လာစီရမယ်ငွေချေးခက်ခဲတွေပြေလည်စီရမယ်ငွေချေးနဲ့ပတ်သက်တဲ့ကိစ္စတွေ အောင်မြင်တိုးတက်စေရမယ်ဆိုတာကိုဆရာအာမခံပါတယ်။ဒီခုနလပိုင်းတလလုံးငွေဝင်ကျန်းစီပြီးတော့ကံကောင်းစေမယ်ရတရားကိုဘလို့ပြုလုပ်ရမလဲဆိုတာကိုဆရာတေချာလေးရှင်းပြပေးပါမယ်။ဗီဒီယိုလေးကိုလည်းပြီးဆုံးအောင်ထိကြည့်ပေးပါ။ဒါမှဆရာပြောတဲ့ဆောင်းရံရှောင်းရံတွေကိုလည်းသိရမှာဖြစ်ပါတယ်။ခုနရသားသမီးအားလုံးကျမ်းမာချမ်းသာကြပါစေ TikTok ကပရိသတ်တွေရော Facebook ကပရိသတ်တွေရောကျမ်းမာချမ်းသာပြီးတော့ခုနလပိုင်းတလလုံးဝေဝင်ကျမ်းမာစေလို့ဆရာကအရင်ဆုံးနှုတ်ဆက်လိုက်ပါတယ် เนาะสู่แล้วสู่ตองไปไล่ပါတယ်အဲ့တော့ဆရာတို့ဒီနေ့ဒီအရာလေးကိုမပြောပြခင်မှာဒီဆရာရဲ့ account name page name ကတော့ billing ဆရာထူးမြတ်အောင်ဖြစ်ပါတယ်အဲ့တော့ဆရာ page ကို like and follow လေးလုပ်ထားပေးဖို့ပြောချင်ပါတယ်ဒါမှဆရာ9လပိုင်းတစ်လလုံးဝေဝင်ချမ်းပြီးတော့ကံကောင်းစေမဲ့နေ့စဉ်တင်ပေးတဲ့ရည်ရည်တွေကိုတွေ့ရမှာဖြစ်ပါတယ်ဆရာအခုပြောပြသွားမယ့်ရည်ရည်လေးကိုလည်း ဘယ်လိုပြုလုပ်ရမလဲဆိုတာကိုတေချာလေးရှင်းပြပေးမယ်။ဗီဒီယိုလေးကိုလည်းပြီးဆုံးအောင်ဒီကြည့်ပေးပါ။ဒါမှဆရာပြောတဲ့စောင်းရံရှောင်းရံနေနဲ့ယရိယာရဲ့သဘောတရားတွေကိုဆရာတို့နားလည်သိရှိရမှာဖြစ်ပါတယ်။နော်ဆရာတို့အခုဆိုရင် line ပေါ်မှာလည်းဆရာအကောင့်အတူတွေ page အတူတွေပေါ်နေပါတယ်။အဲ့တော့ခုနလပိုင်းအတွက်ဆရာစီမှာယရိယာအချင်းနာပဲဖြစ်ဖြစ်အဆောင်ဝဲချင်းနာပဲဖြစ်ဖြစ်ဆရာစီကိုဘေးရင်မေးချင်းနာပဲဖြစ်ဖြစ်ဆရာရဲ့ Viber ဖုန်းနံပါတ်ဒါမှမဟုတ် Telegram ဖုန်းနံပါတ်396ကြီးပဲ6လုံး3391မှာဆီယာနဲ့ဒိုင်းရိုက်ဆက်သွယ်လို့ရပါတယ်ဆီယာအခုပြပြသွားမယ့်ရည်ရည်လေးကိုအခုရောက်နေတဲ့9လပိုင်းကနေစပြီးတော့9လပိုင်းတစ်လလုံးငွေဝင်ကျန်းကျင်တဲ့သူတွေထီချဲပေါက်ချင်တဲ့သူတွေအရောင်းဝယ်ကောင်းကျင်တဲ့သူတွေဈေးရောင်းကောင်းကျင်တဲ့သူတွေ online shopping ရောင်းကောင်းကျင်တဲ့သူတွေအကျွေးကျင်ကျင်တဲ့သူတွေအကျွေးပြန်ရကျင်တဲ့သူတွေကံမြင့်ကံတက်ကျင်တဲ့သူတွေလက်ပွင့်လက်ရွှင်ကျင်တဲ့သူတွေ ။ဝေချေးခက်ခဲတဲ့အာလုံးပြေလဲပြီးတော့ခုနလပိုင်းတစ်လလုံးဝေဝင်ချမ်းစီမဲ့အစွမ်းထက်ယဒီယာလေးကိုဇီယာအခုပြောပြသွားမှာဖြစ်ပါတယ်။ဒီယဒီယာလေးကိုဇီယာဒီနေ့ဒီဗီဒီယိုလေးကိုတွေးတဲ့နေရာနေစပြီးတော့စလုပ်လို့ရပါပြီ။နေတိုင်းလုံးဇီယာမလိုပါဘူး။တရက်ထဲပဲပြုလုပ်ရမှာဖြစ်ပါတယ်။ဘလို့ပြုလုပ်ရမလဲဆိုတာကိုဇီယာပြောပြပေးသွားမှာဖြစ်ပါတယ်။ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဇီယာတို့အရင်ဦးဆုံးပေါ့နော်။ခေါက်ဆွဲကြော်ကတ်လို့ရမှာဖြစ်ပါတယ်။ခေါက်ဆွဲကြော်ဖြစ်ပါတယ်။အိမ်မာကြော်လဲရတယ်။ဆိုင်ရနေ ကြော်ပြီးတော့ဝယ်ကက်လဲရပါတယ်ခောက်ဆွဲကြော်ဖြစ်ဖို့ပဲရေးကြည့်ပါတယ်ခောက်ဆွဲကြော်တပကံကိုမျက်စောပြားရှိကိုတော်မြကြီးကိုအရင်ဆုံးကတ်လူပေးပါကတ်လူရမယ့်အချိန်ကတော့မနက်9နာရီကနေမနက်10နာရီအတွင်းဖြစ်ပါတယ်နော်ပြီးရင်ဆရာတို့ပကံများတစ်ချက်ပေါ့နော်ပကံများတစ်ချက်ပေါ်မှာဆော့ပန်နဲ့ရေးရမှာဖြစ်ပါတယ်ဆော့ပန်ကအနီလဲရတယ်အပြလဲရတယ်အစင်ပြေလို့ရေးလို့ရတယ်ပကံများတစ်ချက်ပေါ်မှာ9လပိုင်းလို့ရေးပါ ပြီးရင်ငွေဝင်ပါစေလို့ရေးပါပြီးရင်မိမိရဲ့နေနံကိုရေးပါကိုကတနင်္ဂနွေဆိုရင်တနင်္ဂနွေကိုရေးမယ်စနေဆိုရင်စနေနေ့လိုရေးမယ်မိမိရဲ့နေနံကိုရေးခိုင်းတာဖြစ်ပါတယ်ခေါက်ဆွဲကြော်ကတ်လူပြီးပြီဆိုရင်ရေးထားတဲ့ပကံများလေးကိုချပြီးတော့မှဖျောင်းနိုင်အဖြူရောင်သုံးနိုင်လိုအပ်ပါတယ်ဖျောင်းနိုင်ကိုညာဘက်လက်နဲ့ကင်မယ်တန်မုတ်တွေကတာကိုးကောက်ရုံမယ်ဘယ်ဘက်လိုက်နဲ့ပြန်ကင်မယ်ဂုံတော်ကိုးပါကိုးကောက်ရုံမယ်ယူပြီးပြီဆိုတာနဲ့အခုရေးထားတဲ့ပကံများလေးမှာ ဖျောင်းနိုင်ကိုထွန်းပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပူဇော်လိုက်ပါเนาะပူဇော်ပြီးပြီဆိုတာနဲ့စူတောင်းရမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုเนาะခုနလပိုင်းတလလုံးငွေဝင်ချမ်းပြီးတော့ကံကောင်းစေမဲ့ခေါက်ဆွဲကြော်တပကံเนาะဖျားကုံတော်တရားကုံတော်ရွတ်ဆိုထားတဲ့စီမီးဖြူရောင်သုံးနိုင်ကိုကတ်လူပူဇော်ပါတယ်ကတ်လူရသောစေတနာတရားတရားမြတ်တာအချိုးများကြောင့်တပည့်တော်သည်ခုနလပိုင်းကနေစပြီးတော့ခုနလပိုင်းတလလုံးငွေဝင်ချမ်းပါစေเนาะ ငွေများများဝင်ပါစေငွေကြေးခက်ခဲတွေအားလုံးပြေလည်ပါစေပြီးတော့မိမိဖြစ်ချင်တဲ့စန္ဒာတစ်ခုကိုလည်းဆရာတို့ဆူတောင်းလို့ရပါတယ်ဥပမာအိမ်နေချမ်းနေဝင်ပါစေတော့အကျွေးတွေကြေးပါစေစသည်ဖြင့်ကိုလိုချင်တဲ့လိုရင်းစန္ဒာတစ်ခုကိုဆူတောင်းလို့ရပါပဲတော့ပြီးရင်ဒီထက်မကလူနိုင်တန်းနိုင်ပြစေဒီထက်မကသာသနာပြုနိုင်ပြစေဆိုပြီးဆရာတို့ဆူတောင်းမယ်ဆူတောင်းပြီးပြီဆိုတာနဲ့ဒီရည်ရာလေးပြုလုပ်လို့ပြီးပါပြီဒီရည်ရာပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကိုလည်း share ထားပေးပါမိမိရဲ့တငယ်ချင်းတွေမိတ်ဆွေတွေဆွေမျိုးတွေကို မိသားစုတွေကိုလည်းဒီရည်ရည်လေးကိုပြန်လည်မျှဝေပေးပါကုသိုလ်ပြုရည်ရည်ကိုပြန်လည်မျှဝေပေးတယ်ဆိုတာကုသိုလ်လည်းရသေးတယ်ငွေလည်းဝင်သေးတယ်ကိုယ့်ရဲ့လိုအင်ဆန္ဒတွေလည်းပြည့်ဝစေပါတယ်အဲ့ဒါကြောင့်မို့ဒီရည်ရည်ပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကို share ပြီးတော့မှဒီရည်ရည်လေးကိုပြုလုပ်ဆောင်ရွက်ပေးခြင်းပါတယ်ဆရာအဓိကမှာကျင်တာကတော့ဗောနော်ဒီရည်ရည်အောင်ပြုလုပ်တော့မယ်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောပြည်ကြီးကိုစွန့်ကတ်တော့မယ်ဆိုရင်မိမိရဲ့စိတ်ထဲမှာ เนาะโลภดอดาโมหะတွေကိုဖယ်ရှားလိုက်ပါစိတ်ကိုဖြူစင်တန်ရှင်းစွာထားပါပြီးတော့မှကုသိုလ်ရကျင်တဲ့စိတ်တခုတည်းနဲ့မြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးကိုစွန့်ကပ်ပါပြီးတော့မှကိုဖြစ်ချင်တာကိုလိုချင်တဲ့စုကိုတောင်းမယ်ဆရာစုတောင်းမုံစုတောင်းဒီလေးလဲပြောပြထားပါတယ်ဒီရီယာကိုယုံယုံကြည်ကြည်နဲ့သာလုပ်ပါခုနလပိုင်းတလလုံးငွေများများဝင်စေရမယ်ငွေဝင်စေရမယ်ကံကောင်းစေရမယ်เนาะအငြင်းအစိုးတွေပျောက်ပြီးတော့ကံအထူးကောင်းလာစေရမယ်ဆိုတာကိုဆရာအာမခံပါတယ် TikTok ကပရိသတ်တွေရော Facebook ကပရိသတ်တွေရောကဆရာကိုလုတ်ပေးရမှာတခုရှိပါတယ်ဒီဗီဒီယိုလေးကိုလည်း share ထားပေးပါเนาะပြီးရင်ဆရာတို့ပေါ့เนาะဆရာရဲ့ဒီဘေးရင်ဆရာထူးမြောက်ဆိုရဆရာရဲ့အကောင့်ကိုလည်း like and follow လေးလုတ်ထားပေးတော့ပြီးတော့ comment မှာမိမိရဲ့နာမည်အရင်းနဲ့နေ့နံကိုမန်းခဲ့ပေးပါရေးခဲ့ပေးပါအဲ့ဒါကိုဆရာတဦးတယောက်ချင်းစီတိုင်းကိုလည်းဆရာကငွေဝင်အောင်ကန်ကောင်းအောင်ဆရာကဆူတောင်းပေးအောင်မှာဖြစ်ပါတယ်ဒီနေ့အရေးကြီးတာလေးတခုပြောချင်ပါတယ်အဲ့ဒါကတော့ခုနှစ်လပိုင်းတစ်လလုံးငွေဝင်ကျန်းစီတဲ့အစွမ်းထက် ရွှေနင်းစီငွေနင်းစီဆိုတဲ့အစွမ်းထက်ရတရားကိုဆရာစီမှာလာအပ်လို့ရပါပြီ။ရတရားရဲ့နာမည်ကရွှေနင်းစီငွေနင်းစီဆိုတဲ့ ခုနှစ်လပိုင်းတစ်လလုံးငွေဝင်ကျမ်းပြီးတော့ကန်ကောင်းစီမဲ့ရတရားဖြစ်ပါတယ်။ဆရာကိုယ်တိုင်တေချာစီမံပြီးတော့ပြုလုပ်ပေးမှာဖြစ်ပါတယ်။ဆရာစီမှာရတရားအပ်မယ်ဆိုရင် Viber တို့ Messenger တို့မှာမိမိရဲ့နာမည်၊မွေးနေ့၊နေ့နှံကိုပို့ထားလိုက်ပါ။ဆရာကတယောက်ချင်းစီတိုင်းကိုရွှေနှင်းစီ၊ငွေနှင်းစီဆိုတဲ့ရတရားကိုပြုလုပ်ပေးမယ်။ကတော်ပွဲတွေထိုးပေးမယ်၊ဓာတ်ရိုက်တက်စင်တွေလုပ်ပေးမယ်၊အစီမံတွေလုပ်ပေးမယ်၊ရတရားတွေလုပ်ပေးမယ်၊နေ့စဉ်နေ့တိုင်းစုတောင်းမှုတွေကိုပြုလုပ်ပေးမှာဖြစ်ပါတယ်။ဆရာစီမှာရတရား အမြဲတမ်းအပ်တဲ့လူတွေရှိတယ်တလားတစ်ခါအပ်တဲ့လူတွေရှိတယ်အကုန်လုံးအဆင်ပြေအောင်လို့ဆရာကတေချာလေးဆောင်ရွက်ပေးတယ်ဆရာပေါ်မှာယုံကြည်အားကိုးဖို့ပဲလိုတယ်ပြီးရင်ဆရာကကုသိုလ်ပြုရတဲ့နေရာတွေလုပ်ပေးမှာဖြစ်လို့ကုသိုလ်လည်းရစေရမယ်ငွေလည်းဝင်စေရမယ်ခုနှစ်လပိုင်းတစ်လလုံးအတိုက်ခိုက်အနောက်ရှက်တွေကင်းစေရမယ်စီးပွားရေးတွေတိုးတက်အောင်မြင်စေရမယ်ဆိုတာကိုဆရာအာမခံပါတယ်အဲဒါကြောင့်မလို့ဆရာ ဆရာစီမှာအခုပဲခုနလပိုင်းတလာလုံးငွေနှင်းစီရွှေနှင်းစီဆိုတဲ့ကြေးတရားအခုပဲဆရာပြိသက်လေးလာအပ်ကြဖို့ဆရာပြောချင်ပါတယ်။နောက်ပြီးရင်ဆရာစီမှာခုနလပိုင်းအတွက်ဘေးရင်မေးလို့ရတယ်ဇာတာဆစ်လို့ရတယ်တဲတော်မေးလို့ရတယ်နော်ဆရာကိုယ်တိုင်တေချာတွက်ချက်ပေးပြီးတော့မှတိတိကျကျမှန်မှန်ကန်ကန်နဲ့ဟိုဆရာကဟောကြားပြောကြားပေးမှဖြစ်ပါတယ်နော်ပြီးရင်ဆရာစီမှာ2025ခုနှစ်အတွက်ငွေလက်ပွင့်ရွှေလက်ရွှေဆိုတဲ့အဆောင်ရည်မွေးလေးလည်းဝယ်သုံးလို့ရတယ်အခြေရေးအိမ်ဆောင်ရေးစီးပွားရေးလူမှုရေး ပညာရေးကျမ်းမာရေးစမ်းပွင့်လက်ပွင့်မျက်နှာပွင့်မှုတို့ကဒီအဆောင်ရည်မွေးလေးကိုဝယ်သုံးလို့ရတယ်ခုနှစ်ရက်သားသမီးအားလုံးသုံးလို့ရတယ်ယောက်ျားလေးရောမိန်းကလေးရောသုံးလို့ရတယ်အရန်ကိုအစွမ်းထပ်ပြီးတော့ထူကြတဲ့အဆောင်ရည်မွေးလေးဖြစ်တယ်ပြီးတော့ခုနှစ်လပိုင်းအတွက်ဆရာအထူးထုတ်ထားတဲ့ရွှေနှင်းစီဆိုတဲ့အဆောင်ရည်မွေးကိုလည်းဝယ်သုံးလို့ရပါတယ်ဒါလေးကတော့ရွှေရောင်နှင်းစီပန်းလေးဖြစ်ပါတယ်ဒါလေးကတော့ရည်မွေးလေးဖြစ်ပါတယ်ရွှေနှင်းစီဆိုတဲ့အဆောင်ရည်မွေးကိုဆရာကအစီမံ၉မျိုးရေရာ၉မျိုးဓာတ်ရိုက်တဆင်၉မျိုးပြုလုပ်ထားတာဖြစ်လို့ ဒီရင်မွေးကိုစွတ်ပြီးပြီဆိုတာနဲ့ကံကောင်းပြီးငွေဝင်ချမ်းပြီးတော့လူဝင်ဆန္ဒတွေပြေဝစေရမယ်ဆိုတာကိုဆရာအာမခံပါတယ်ရင်မွေးလေးကိုဒီလိုလေးเนาะဆရာတို့ဖြုတ်လိုက်ပါဖြုတ်ပြီးတော့ခန္ဓာကိုယ်စွတ်လိုက်ပါစွတ်လိုက်တာနဲ့တနေ့တာလုံးနော်ငွေဝင်ကံကောင်းစေရမှာဖြစ်ပါတယ်ဒီအခုပြပြသွားမယ့်ယရိယာကိုပြုလုပ်တဲ့နေ့မှာလဲဝတ္တာအမေသာလုံးဝမစားပါနဲ့ဝတ္တာအမေသာစားတာကိုရှောင်ပေးပါနော်ဒီယရိယာကိုပြုလုပ်တဲ့နေ့မှာမိမိရဲ့ခန္ဓာကိုယ်မှာအဖြူရောင်အစိမ်းရောင်အပြာရောင် ခရမ်းရောင်စားတဲ့အဝတ်စားတွေကိုဝစ်ဆင်ပြီးတော့မှရေဒီယာပြုလုပ်မယ်ဆိုရင်ပို့ပြီးလက်ပွင့်လက်ရွှင်ပြီးတော့ငွေဝင်စေပါတယ်။เนาะအဲဒါကြောင့်မလို့ခုနှစ်ရသားသမီးအားလုံးခုနှစ်လပိုင်းကနေစပြီးတော့ခုနှစ်လပိုင်းလကုံတဲ့အထိငွေဝင်ကျမ်းပြီးတော့ငွေများများဝင်ပြီးတော့ကံအထူးကောင်းကြပါသည်လို့ဆရာဆုတောင်းပေးပါတယ်။เนาะဆရာစီမှာလည်းအစွမ်းထက်ရေဒီယာတွေနဲ့ဘေးဒီနေနဲ့အဆောင်တွေကိုလည်း Viber တို့ Messenger တို့မှာဓာတ်ရိုက်ဆက်သွယ်ပြီးတော့အဲ့လိုရရဲဆိုတာကိုဆရာပြောခြင်းပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။